ါပါရှင်။ရန်ကုန်ခေတ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကဘာကျော်ဂုတ်ထိတ်တရာပြက်စီးနေပြီးစစ်တပ် lobby တွေအလုံးက TNL နဲ့ PDF ကမိုက်ခွဲဖြက်စီးတယ်ဆိုပြီးတစ်ဖက်သက်ကြပြိုင်နယ်ထဲကိုဝါရဖြန့်မှုတွေအကြီးအကျယ်လှုံ့ဆော်နေကဂုတ်ထိတ်တရာပြက်စီးပုံတွေကိုစစ်တပ် lobby တွေကရှူတော့မျိုးစုံကနေရိုက်ကူးပြီးစတင်ဖြန့်ဝေခဲ့ပါတယ်။ ်အေးစစ်ဦးစီးချုပ်ဘိုးချုပ်ထိုးမြတ်နိုင်အောင်ရခိုင်မျိုးပေါ်မှာရခိုင်ပြည်သူလူထုနဲ့တိုက်ရိုက်တွေ့ဆုံစကားပြောခဲ့ပြီးအဲ့ဒီတွေ့ဆုံတဲ့မှတ်တမ်းတပ်ပုံတွေထွက်ပေါ်လာတဲ့သတင်းအပါအဝင်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးလာရှုပ်ရထားလမ်းပေါ်မှာရှိတဲ့ကဘာကျော်ဂုတ်ထိပ်တရာပျက်စီးနေပြီး စစ်တပ် lobby တွေအားလုံးက TNL နဲ့ PDF ကမိုက်ခွဲဖြက်စီးလိုက်တာဆိုပြီးတော့တပြိုင်နက်သေးကိုဓပ်ပုံတွေနဲ့အတူဝါရဖြန်နာကိုအကြီးကျယ်လှုပ်ဆောင်လာပါတယ်။ဘလို့အကြောင်းကြောင့်ဂုတ်ထိတ်တရာပြည့်စည်နေတာကိုအမှန်တကယ်မသိရှိရပေမဲ့လေဂုတ်ထိတ်တရာအပြည့်စည်ဓပ်ပုံတွေကိုစစ်တပ်ထောက်ခံတဲ့ lobby Telegram channel တွေအားလုံးကဒီနေ့မနက်ပိုင်းကနေစပြီးပထမဆုံးဖြန့်ဝေလာကအဲ့ဒီပြည့်စည်မှုကို TNL နဲ့ PDF တွေက မိုက်ခွဲဖြက်စီးလိုက်တဲ့ဆိုပြီးတဖက်သက်ဝါရဖြန့်မှုတွေကိုအကြီးအကျယ်လှုပ်ဆောင်လာတာကို တွေ့ရပါတယ်။ဂုတ်ထိတ်တရာသမိုင်းအမွေနှစ်ဖြစ်ပြီးအဲ့ဒါကို ဖြက်စီးလိုက်တာကြောင့်ဖြက်စီးသူတွေကိုလုံးဝချိန်မုံတုတ်တင်ရမယ်ဆိုတာကိုအစချီကစစ်တပ်လော်ဘီတွေအားလုံးကတပြိုင်နက်ထဲအကြီးအကျယ်ဝါရဖြန့်နေကြတာပါ။ဂုတ်ထိတ်တရာကို ဖြက်စီးခံရတာကြောင့်ပြည်သူတွေအနေနဲ့သမိုင်းအမွေနှစ်ဖြက်စီးသူတွေကို စန့်ကျင်ရမယ်ဆိုပြီးတော့လဲစက်တက် lobby channel တွေအားလုံးကတညီတညွတ်ထဲဝါရဖြန့်နေကြပါတယ်။ဂုတ်ထိတ်တရာမန္တလေးလာရှိုးယထာလမ်းပေါ်မှာရှိတဲ့တရားဒဇင်းဖြစ်ပြီးနောင်ချိုဘူးသားအလုံးခုနှစ်မိုင်အကွာမှာတည်ရှိတာပါ။1899ခုနှစ်မှာတည်ဆောက်ခဲ့ပြီး1900ခုနှစ်မှာတော့ PC ကက1903ခုနှစ်ရောက်မှစတင် အသုံးပြုကဗြိတိရှ်ကိုလိုနီခေတ်ဂုတ်တွင်းခေါ်ဒေသကြီးမှာရှိတဲ့ ပေ300ကျော်မတ်စောက်တဲ့ရှိုးကြီးနှစ်ဖက်ကိုဖြတ်ကျော်တိဆောက်ထားတာဖြစ်ပြီးဂုတ်တွင်းကြီးထိတ်မှတိဆောက်ထားတာကြောင့်ဂုတ်ထိတ်တရားလို့ခေါ်တာပါအဲ့ဒီဂုတ်ထိတ်တရားရဲ့အရှေ့အား2260ပေရှိပြီးတရားကြီးအောက်ခြေမှာရှိတဲ့ရေမြောင်းကလေးရဲ့ရေမြင့်တဲ့ပြင်ကနေတိုင်းရင်တော့ပေပေါင်း1100မြစ်တယ်လို့သိရပါတယ်အဲ့ဒီတရားကိုစောက်လို့ရမှာတန်နဲ့တန်မဏိတန်ချင်း4317တန်နဲ့ တန်ဘိုပေါင်းတန်းကိုတုံးဆွဲရပြီးပေ120ရှိတဲ့အလျားကူတန်ပေါင်းကြီး10ခုပေ60ရှိတဲ့အလျားကူတန်ပေါင်းကြီး16ခုတို့နဲ့တန်မဏိတိုင်ကြီး16တိုင်ပေါ်မှာခဲရခဲစစ်တိဆောက်ထားခဲ့တာလို့သိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့အာရခတ်တတော် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်အောင်ရခိုင်မြေပေါ်မှာရခိုင်ပြည်သူလူထုတချို့နဲ့တွေ့ဆုံတဲ့တပ်ပုံတွေထွက်ပေါ်လာပါတယ်။ အဲ့ဒီလိုပြည်သူတွေနဲ့ဗိုလ်ချုပ်ထိုးမြက်နိုင်လို့တွေးခဲ့တဲ့ဓပုံတွေနဲ့ပတ်သက်လို့အေးအေးဘက်ကတော့တစုံတရာတုံ့ပြန်အတီးပြူတာမျိုးမရှိသေးပါဘူးပြီးခဲ့တဲ့ဩဂတ်စ23ရက်နေ့မှာအေးအေးစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထိုးမြက်နိုင်အောင်ရခိုင်ပြည်သူလူထုနဲ့မြေပြင်မှာတွေ့ဆုံတဲ့ဓပုံတွေထွက်ပေါ်လာခဲ့ပြီးအဲ့ဒီဓပုံတွေထဲမှာတော့ဗိုလ်ချုပ်ထိုးမြက်နိုင်ကကျေးလက်လန်းတနေရာမှာပြည်သူတွေကို တိုက်ရိုက်စကားပြောနေရပါတယ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဘေးမှာတော့ကိုရန်တော်တပ်ဖွဲ့ဝင်တွေကိုလည်းလက်နက်အပြည့်စုံနဲ့တွေ့မြင်ရပြီးရခိုင်ဒေသတရင်ရင်းမြစ်တချို့ကဗိုလ်ချုပ်ထွန်းမြတ်နိုင်ရခိုင်မြေပေါ်မှာရောက်ရှိနေပြီလို့ပြောပါတယ်။ရန်ကုန်ခေတ်သတင်းဌာနကအေအေရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သူခါကိုလည်းအေအေစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရခိုင်မြေပေါ်မှာပြည်သူလူထုနဲ့တွေ့ဆုံတဲ့ဆိုတဲ့ဓက်ပုံတွေနဲ့ပတ်သက်ပြီးဆက်သွယ်မေးမြန်းခဲ့ပေမဲ့တစုံတရာတုတ်ပြန်တာမှတ်ချက်ပေးတာမရှိပါဘူး။ ချင်ဒေသမှာရောက်ရှိနေတဲ့တော်လန်ရေးသတင်းရင်းမြစ်တစ်ခုကလည်းကချင်ပြည်နယ်လိုင်စာကနေရခိုင်ပြည်အထိတိုင်းရင်းသားတော်လန်ရေးတပ်တွေအားလုံးကနေမြေစိုးမိုးထားပြီးအချိန်ကာလကြာမြင့်တာကလွဲလို့ကချင်မြေကနေရခိုင်မြေကိုတိုက်ရိုက်သွားရောက်နိုင်ပြီလို့ပြောပါတယ်ရှင်။ရခိုင်ပြည်ဘက်ကသတင်းကိုဆက်ပြီးတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ဘူရီတောင်မြို့နယ်ထန်းလျှောက်ခံကြေးရွာက မူဆလေ600ကျော်ကိုအာရခတ်တော် AA ကမတက်ဖြတ်ခဲ့ကြပါဘူးလို့မောင်တော်ခရိုင်အစ္စလမ်ဘာသာဝင်အကြီးအကဲတွေကမနေ့ကဩဂတ်စ23ရက်နေ့မှာထုတ်ပြန်ပြောထားပါတယ်။ထန်းလျှောက်ခံကြေးရွာကလူ600ကျော်ကို AA က2024ခုနှစ်မေလ2ရက်နေ့နဲ့3ရက်နေ့တို့မှာအစုလိုက်အပြုံလိုက်တက်ဖြတ်ခဲ့တယ်ဆိုပြီးရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူတွေကတပ်သေးဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပြောဆိုထားပါတယ်။ မောင်တုတ်ခရိုင်အစ္စလမ်ဘာသာဝင်အကြီးအကဲတွေနဲ့လူမှုအတိုင်းဝိုင်းခေါင်းဆောင်တွေကတော့ထန်းလျှောက်ခံကြေးရွာမှာ2024ခုနှစ်မေလ2ရက်နေ့နဲ့3ရက်နေ့တို့ကစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးအခုရုပ်အလောင်းတွေကအဲ့ဒီတိုက်ပွဲအတွင်းမှာသေဆုံးသွားတဲ့စစ်ကောင်စီတပ်သားတွေသာဖြစ်တယ်လို့ပြောပါရယ်အခုရပိုင်းအတွင်းမှာသတင်းတောက်တွေတွားရောက်ကြည့်ရှုသတင်းယူရမှာတော့ ကျွေးကြံအယူဆိုတွေဟာစစ်ကောင်စီစစ်ဝတ်စုံတွေနဲ့သာတွေ့ရှိရပြီးအေအေကတပ်ဖြတ်တယ်ဆိုတဲ့ဆွဆွဲပြောဆိုချက်ကမဟုတ်မမှန်ပဲလူ600ကျော်ကိုအရခတ်တတ်တော့အေအေကတပ်ဖြတ်လိုက်တယ်ဆိုတာကလည်းလုံးဝယုတ်တိမရှိဘူးလို့မောင်တော်ခရိုင်အစ္စလမ်ဘာသာဝင် အကြီးအကဲတွေက ပြောပါတယ်။ထန်းလျှောက်ခန့်ကြေးရွာမှာ2023ခုနှစ်စစ်ကောင်စီလာဝကဥယျာဉ်စရင်အရာတော့လူဦးရေ933ယောက်ရှိပြီး လက်ရှိမှာလူဦးရေအယောက်960ရှိကား တန်လူရေ138ယောက်ကတော့ဘင်္ဂလားဒေ့ရှ်ဘက်ကိုခိုးလုံသွားကြတယ်လို့သိရပါတယ်။အဲ့လိုလှုပ်ကြံဖန်တီးတရင်ဖြန့်ချီတာဒေသအတွင်းမှာအတူနေတဲ့ရခိုင်နဲ့အစ္စလမ်ဘာသာဝင်တွေကြားကိုတဟဇာဒဖြစ်ဖို့အတူရှင်တွဲနေထိုင်တာကို ထိခိုက်ပြက်ပြားစေရုံသာမကအမုန်းအာဃာတတွေအထင်အမြင်လွဲမှားမှုတွေနဲ့အချင်းချင်းကြားမှာမယုံကြည်မှုတွေကိုသာဖြစ်ပေါ်စေတယ်လို့ပြောပါတယ်။ နိုင်ငံရဲ့ရည်ရွယ်ချက်ရှိရှိနဲ့လူမျိုးနှမျိုးကြားမသိမြတ်အောင်ရန်တိုက်ပေးတဲ့လုပ်ရက်တွေပဲလို့မောင်တော်ခရိုင်အစ္စလမ်ဘာသာဝင်အကြီးအကဲတွေကပြောပါတယ်။ထန်းလျှောက်ခံကြေးဝါတိုက်ပွဲအတွင်းမှာအ धिक တာဝန်ရှိသူတဦးဖြစ်တဲ့စစ်ကောင်စီရဲ့ဘူးတီတောင်အခြေဆိုင်စကခ15ကဒူစကခမှုဘိုမူကြီးကောင်းမြတ်ကလည်းမွတ်စလင်ပြည်သူ600ကျော်ကို အာရခတ်တတော် AA ကမတက်ဖြတ်ဘူးလို့သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောထားပါတယ်။ စကခ15ရဲ့ဒူစကခမူဘိုးဘူးကြီးကောင်းမြာထန်းလျှောက်ခံတိုက်ပွဲအတွင်းမှာအာရခတ်တော် AAC မှာဖမ်းဆီးခံလိုက်ရပြီးသူတို့တက်ဆွဲချိန်ကအဲ့ဒီကြေးရွာမှာရွာသားတွေတယောက်မှ မရှိတော့ဘူးလို့ပြောပါတယ်ထန်းလျှောက်ခံကြေးရွာအနီးမှာအခုတွေ့ရှိရတဲ့ကျွန်းကျန်အယိုစုတွေကတိုက်ပွဲအတွင်းသိမ်းဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပြီးဒေသခံပြည်သူတွေမဟုတ်ဘူးလို့စစ်တုပ်ပန်းဘုံမူကြီးကောင်းမြတ်ကအခိုင်အမာအတည်ပြုပြောထားပါတယ် အကြမ်းဖက်စစ်တပ်ကလည်းထမ်းလျှောက်ခံရွာက လူအယောက်600ကျော်ကိုအေကတပ်ဖြတ်တာကြောင့်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်နေတယ်လို့အကြမ်းဖက်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကမကြမီရက်ပိုင်းအတွင်းကထုတ်ပြန်ပြောဆိုထားပါတယ်။အာရခတ်တော်အေပြောခွင့်ရခိုင်သူခါကလည်းထမ်းလျှောက်ခံကြေးရွာကအယိုးစုတွေဟာစစ်ကောင်စီတပ်သားတွေဖြစ်ပြီးဒေသပြည်သူတွေကိုမတက်ဖြတ်ဘူးလို့ဩဂတ်စ17ရက်နေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောထားပါတယ်ရှင်။ မင်္ဂလိပ်တိုင်းဘက်ကိုကြည်အောင်ပါမင်္ဂလိပ်တိုင်းမြင်းကြံခရိုင်မြင်းကြံမြို့နယ်စုံရွာစခန်းကနေငန်းမြကြီးရဲကိစခန်းဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်သားရဲနဲ့ပြူစောထီတွေကိုတိုက်ခိုက်ခဲ့ရာကြောင့်14ရောက်တိတ်ဆုံးပြီးလက်လက်လေးလက်တိတ်စီရရှိခဲ့တယ်လို့မန္တလေးခရိုင်အမတ်ငါတက်ရင်ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တကိုပြောပါတယ်ပြီးခဲ့တဲ့ဩဂတ်စ်လ21ရက်နေ့နေ့လယ်12နာရီခန့်အချိန်မှာ မြင်းတံမြို့နယ်စုံရွာစခန်းကနေဆိုင်ကယ်တစ်စီးထော်လာကြီးတစ်စီးနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်သားရဲနဲ့ပြူစောထီတွေကိုပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်က၈ဦးနေရာမှာတင်ပွဲချင်းပြီးသိမ်းဆုံးခဲ့ပါတယ်။ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားရဲနဲ့ပြူစောထီတွေစီကနေ G3 အမျိုးအစားတနက်3လက် MA11 အမျိုးအစားတနက်3လက် G3 ကြီးပေါက်9ခု ကြည်သွေးကြီး48တောင်းနဲ့ဆိုင်ကယ်ကလေးတစ်စီးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့လိုတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိကဆေးကုသမှုခံယူနေရသူတွေတဲကစစ်တပ်ဘက်တော်သား6ဦးကတော့ထပ်မံသေဆုံးသွားတယ်ဆိုတာကိုဩဂတ်စ23ရက်နေ့မှာထပ်ပြီးသိရတယ်လို့မန္တလေးခရိုင်အမတ်၅တပ်ရင်းရဲ့တာဝန်ရှိသူက ရှင်းပြပါတယ်။ဒီတိုက်ခိုက်မှုကိုမန္တလေးခရိုင်အမတ်၅တပ်ရင်းဇာမနီပြောက်ကြားတပ်ဖွဲ့ငစုံ မြင်းတက်မြောက်ပိုင်းသားများပျောက်ကြားတက်ဖွဲ့အမရပူရမြို့နယ်ပကဖအောင်တကုံပျောက်ကြားတက်ဖွဲ့ငစုံ မြင်းကြံခရိုင်အမတ်၄တရင်မြင်းကြံခရိုင်အမတ်၁၀တရင်ငန်းနဲ့ပျောက်ကြားတက်ဖွဲ့နဲ့ကြားမင်းပျောက်ကြားတက်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးပြည်သူကာကွယ်ရေးတက်ဖွဲ့ဝင်တွေကတော့အထီးကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဒါတလုံးမြင်းကြံခရိုင်အမတ်၅တက်ရင်ရဲဘော်တွေမှာကြီနဲ့ကြီကဝစ်စုံတွေလိုအပ်နေပြီး ပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူတွေအနေနဲ့ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့အတွက်ကိုလည်းမေတ္တာရက်ခံထားပါတယ်ရှင်။မွန်ပြည်နယ်ဘက်မှာတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ချမ်းမြေစုဖုံးကြီးကျောက်ကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တန်ဃာတော်နှစ်ပါးပြန်လုံတော်မူခဲ့ရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ဒီနေ့ဩဂတ်စ24ရက်နေ့ မနက်၁၀နာရီခွဲမှာကြိုက်ထုံမြို့နယ်ချမ်းမြေစုရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါအကြမ်းမဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာကြောင့်ဖုန်ကြီးကျောင်းအတွင်းမှာရှိတဲ့တန်ငါတော်ခုနှစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနှစ်ပါးကတော့ဒဏ်ရာအခြေအနေပြင်းထန်တာကြောင့်စေကူတာမှုပို့ဆောင်ခြင်းမှာပြန်လည်တော်မူခဲ့တယ်လို့သိရပါတယ်အခုလိုပဲဩဂတ်စ9ရက်နေ့ကလည်းအကြမ်းမဲ့စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲပြင်ကြိုကုံကြေးရွာအုပ်စု ပိနေကုံရွာအတွင်းမှာရှိတဲ့အရက်သားပြည်သူတွေနေထိုင်တဲ့ရွာကို ပြင်မှတ်ထားပြီးလေရင်ရက်130နဲ့ဘုံဒီတလုံးကျဲချကအရက်သားပြည်သူနေအိမ်၅လုံးအပြင်အိမ်သုံးက၃စီးနဲ့ဆိုင်ငယ်၃စီးထိခိုက်ပျက်စီးကတဦးသေဆုံးပြီး၄ဦးတန်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကထိန်းချုပ်ထားတဲ့ ကြောင်မဲမြို့နယ်နဲ့မိုင်းကောမြို့နယ်တို့မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲရာကြောင့်ကလင်းငယ်တအုပ်အပါဝင်ပြည်သူတချို့သေဆုံးပြီးနေအိမ်တွေလည်းမီးလောင်ကဖုံးကြီးကြောင့်ပျက်စီးသွားတယ်လို့ TNL ရဲ့ထုတ်ပြန်ချက်နဲ့ကြောင်မဲမှာစစ်ပေးရှောင်ပြည်သူတွေကိုကူညီကယ်ဆယ်ရေးလှုပ်ဆောင်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။မနေ့ကဩဂတ်လ23ရက်နေ့နေ့လယ်3:40မိနစ်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းကောမြို့နယ် ိုစလန်ကြီးရွာဖုံကြီးကျောင်းကိုစစ်တပ်ကလေရင်နဲ့ပေါင်150ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တဦးသေဆုံးခဲ့ပြီးတန်ဃာတော်နှစ်ပါးတမန်နေတစ်ပါးအမျိုးသမီး2ဦးနဲ့အမျိုးသား2ဦးတို့အပါအဝင် စုစုပေါင်းလူ9ဦးထိမှန်တန်ရာရရှိခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ကိုစလန်ကြီးရွာဖုံကြီးကျောင်းအတွင်းမှာရှိတဲ့ဖျားကန်တခန်းစွန်းစားအဆောင်တဆောင်ဇရက်နှစ်ခု ကြီးရွာစေပေကန်တခန်းနဲ့ နွေအိမ်ဆက်နဲ့အိမ်လေးပုံစားထိမှန်ပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီလိုပဲကြောင်မဲမြို့နယ်နောင်ပိန်ကျေးရွာကိုလည်းစစ်တပ်ကမနေ့ကတနေ့လုံးလေရင်နဲ့ပုံကျဲတာစစ်တပ်စစ်ကြောင်းကကျေးရွာအတွင်ကိုဝင်ရောက်ပစ်ခတ်တာတွေကြောင့်စစ်ဘေးမရှောင်နိုင်ပဲပိတ်မိနေတဲ့ပြည်သူတို့သေဆုံးခဲ့ရပါတယ်။လီရင်နဲ့ဘုံကျဲရာကြောင့်လဲနောက်ပိန်ကြီးရွာအတွင်းကနေအိမ်တွေလဲမီးလောင်ခဲ့ရတဲ့အပြင်လူသေဆုံးမှုတချို့လဲရှိနေတယ်လို့သိရပါတယ်။အကြံဘတ်စစ်တပ်ကမိုးကုတ်ကြောင်မဲနဲ့ ်ပြည်ပေါ်မျိုးတို့ကိုအခုဩဂတ်လအတွင်းလေချောင်းတက်ခိုင်းမှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့တာကြောင့်ခလေး၃ဦး၊တန်ဃာတော်၂ပါးအမျိုးသမီး၁၉ယောက်နဲ့အမျိုးသား၁၆ယောက်စုစုပေါင်းလူ၃၈ယောက်တေဆုံးခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့အေးစိန်မြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖို့လူစုနေတဲ့ရက်ွက်အုပ်ချုပ်ရေးမှုဖိုးစင်တဲ့အဖွဲ့ကို ပုံခွဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့ရန်ကုန်အာမေတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်မနေ့ကဩဂတ်စ23ရက်နေ့ည10:14မိနစ်အချိန်မှာအင်းစိန်မြို့နယ်မြို့သိရက်ွက်ကန်းငယ်အုတ်ချုပ်ရည်မှုဖိုးစင်နဲ့နောက်လိုက်အပေါင်းပါလူတစုကရက်ွက်အတွင်းမှာရှိတဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လူစုနေချိန်မှာပဲရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေက ပြင်းအမြင့်လက်ပစ်ပုံနှလုံးနဲ့ပြစ်ခတ်ဖောက်ကွဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုကိုရန်ကုန်အာမေ YA နဲ့အနောက်ပိုင်းခရိုင်ပကဖအဖွဲ့တို့ပူးပေါင်းကလှုပ်ဆောင်ခဲ့ပြီးမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေကတော့ဘေးအန္တရာယ်ကင်းရှင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်။လူမိုက်ကျင်ဟောက်ရဲ့တပည့်အုပ်ချုပ်ရေးမှုဖိုးစင်နဲ့လူမိုက်အဖွဲ့ကစစ်တပ်ရဲ့တရားမဝင်ရွေးကောက်ပွဲကိစ္စတွေကိုဆောင်ရွက်တာ လူငယ်လူရွယ်တွေကိုပေါ်တာဆွဲပြီး စ်မှုထမ်းလိုအပ်တဲ့နေရာတွေမှာရောင်းစားကလူကုန်ကူးနေရာကြောင့်ဘုံခွဲတိုက်ခတ်ခဲ့တာလို့ရန်ကုန်အာမေ 1A ကအသိပေးထားပါတယ်။အခုလိုပဲစစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်တွေအကြမ်းဖက်စစ်ကောင်စီပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပါဝင် လုတ်ကင်နေကြသူတွေကိုလည်းဆက်ပြီးအပြင်းထန်တိုက်ခိုက်သွားမယ်လို့ဆက်လက်ကြေညာထားပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ကျမကတော့ရှားပါ